ကဲပလန်ချာနော်ဇယ်အကြောင်းပြောမှာပလန်ချာနော်ဇယ်ကဘလောက်ရေးကြီးလဲဆိုတော့ကျွန်တော်ခဏခဏပြောပလန်ချာကဒီဟိုပလန်ချာချေးမလုံရင်အင်ဂျင်ဝိုင်းနဲ့စီရောတယ်ပလန်ချာကြာရင်အယုံဆွဲမကောင်းဘူးဒီပလန်ချာကြရင်လည်း noise blancher ကြရင်စီစားတယ်ပေါ့နော်အဲ့ဒါများတယ်အဲ့ပန်လန်းကိုနိုင်ဖို့လိုတယ်ပန်လန်းမနိုင်ဆက်တလုံးကဘလုံးမှမကောင်းနိုင်ဘူးဒီမှာလေဘာတင်မထားဘူးနော်ကျွန်တော်တို့ကာဗနာလေး မှာအဲ့ကိမရှက်ကကိမရှက်ကကိမရှက်ကကျွန်တော်တို့ဟိုပလန်ချာကိုရိုက်လိုက်တာနဲ့ပလန်ချာနောက်ဘက်ကိုရိုက်လိုက်တာနဲ့ခြိတံကြရမယ်အာအဘရိုက်တဲ့နေရာနော်အာနောက်ဆက်တံထွက်ရမယ်အဲ့ဒါမှကောင်းပါနော်ကျွန်တော်တို့ဟို ဒီပလန်ချန်တော်စံမကောက်ရဘလို့ဖြစ်မလဲဆိုတော့တာကြီးလဲလွန်ပြန်ရင်လည်းအပတ်ကြီးများတော့ရင်လည်းနော်စဲကထွက်ချင်မှထွက်မယ်နော်ကျွန်တော်တို့ဟိုတချို့ကြလဲအပတ်ကြီးအများကြီးလဲမှာစီတံပေးတယ်နော်စဲကထွက်တယ်ဒီဖီးအားနဲတာရှိတတ်တယ်ပေါ့နော်ပလန်ချာဖီးအားနဲတာနော်စဲမကောက်တာရှိတတ်တယ်နော်အဲ့ဒါလေးတွေကိုစီလန်းကိုဒေချာလိုက်မှဒီတလုံးတို့အင်ဂျင်လေးတွေကကောင်းတာနော်ဘို့လို့ဆိုရင်စီစားများမယ်ရုံးဆွဲညံ့မယ်နော် ါဗလန်ချာအကြောင်းလေးတိတိပြောပေးတာဒါဗလန်ချာလုံးလေးတွေကတော့ကျွန်တော် Telegram မှာတင်ပေးထားတယ်၅ချက်ဘယ်မျိုးစားလေးတုံးရင်ဘယ်လိုဖြစ်တယ်ဆိုတာလည်းတင်ပေးထားတယ်เนาะကျွန်တော်ကြိုက်ဆုံးမျိုးအမျိုးစားလေးပြောပြထားတယ်